မင်္ဂလာပါရှင် Asia Channel ကနေကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်တို့ပြင်ဆင်ပေးတဲ့အကြောင်းအရာတွေကတော့ Australia နိုင်ငံပြည်နာမျိုးမှရှိတဲ့ထူးခြားစံပြတဲ့ Honda Passa House အကြောင်းပါပဲ။ဓာတ်ဥပညာရှင် Peter's Right Honda Passa ရဲ့ထူးခြားတဲ့ဒီဇိုင်းသဘောတရားတွေကိုပုံဖော်ထားတဲ့ဆက်ဦးလေးပေါ့။ပထမဆုံးအနေနဲ့သူ့ရဲ့အခြေခံအချက်အလက်လေးကိုပြောပြပါမယ်။ Honda Passa House ကပြည်နာမျိုးရဲ့ Kiki Gasland 34ကနေ38မှာတည်ရှိပါတယ်။ ဒီဇိုင်းဆက်ခဲ့တာကတော့အမှုပညာရှင် Frida Swart ခွန်တာဘာသာကိုယ်တိုင်ပါခွဲစည်းရေး engineer က Joseph Carolina ဖြစ်ပါတယ်1983ခုနှစ်1985ကြားမှာတည်ဆောက်ခဲ့ပြီးအပိုင်အင်းစာအုပ်ခမျိုးစာပါ DNA စီပင်ပန်ရဲ့အဖက်ကပိုင်ဆိုင်တာဖြစ်ပါတယ် ဒီ Honda Versa House ရဲ့ design ကတကယ်ကိုစမ်းသပြီးသဘာဝအတင်းစင်နဲ့ပေါင်းစပ်ထားတာပါ။သူ့မှာတန်းကြီးမျိုးမရှိခြင်းဆိုတဲ့ထူးခြားချက်ရှိပါတယ်။ပုံမှန်လိုမျိုးကတန်းကြီးမျိုးမရှိတဲ့ဗနီယာရဲ့မျိုးတွေနိုင်ငံရတင်းပေါက်တွေနဲ့ဖန်တီးထားတာပါ။ပြီးတော့အယောင်စုံလေးရောက်အသွင်ပြထားတာတွေ့ရပါပါ။မီအပြာအနက်အဖြူစားရဲ့ထူးခြားတဲ့အယောင်တွေကိုနေရံတွေမှာပုံဖော်ရေးဆွဲထားပါတယ်။အပေါ်တက်မှာတစ်ပင်ပန်းတွေအများကြီးစိုက်ပျိုးထားလို့တစ်ပင်တောင်ဝင်လို့တောင်ခေါ်ကြပါတယ်။ Haunted Versa ကလူနဲ့တဘာဝဟာအတူတကွပေါင်းစပ်နေကြရမယ်ဆိုတဲ့အယူအဆရှိပြီးမို့ဒီအစအိုးကသူ့ရဲ့အဲ့ဒီအယူအဆကိုပုံပေါ်ထားတာပဲဖြစ်ပါတယ်။ Haunted Versa ရဲ့သဘောတရားကတော့အမှုပညာရှင်တယောက်အနေနဲ့တဘာဝနဲ့အနေနဲ့ခြံမှုကိုအားပေးခဲ့သူပါ။သူ့အတွက်အစအိုးတစ်ခုဆိုတာတက်ချစ်တစ်ခုလိုပါပဲ။ဒါကြောင့်ဒီသောကအခါတဘာဝအပြင်ဖြစ်ခဲ့သူမျိုးလိုအပ်တယ်လို့ယူဆခဲ့ပါတယ်။ သားစုဒီလိုထူးခြားတဲ့အဆောက်အဦတွေကိုဘယ်လိုတော်တော်ကြည့်ရှုနိုင်လို့ဆိုတော့နင်းအိမ်ရဲ့ twin ကိုတော့လူသိမရှိပါဘူးเนาะပိုင်ရှင်နေနေထိုင်နေကြတာမျိုးပါအခါမင်းနဲ့သူ့ရဲ့အမင်းသားမှရှိတဲ့ quantum social village မှာတော့သူ့ရဲ့အမှုပညာလက်ရာတွေကိုကြည့်ရှုနိုင်ပါတယ်ဗီယက်နာမ်မြို့ကိုလက်ပဲ့တဲ့ခရီးသားအများစုအတွက်ဒီနေရာလေးကမဖြစ်မနေတွားရောက်ကြည့်ရှုတဲ့မြေနမိတ်ကျော်နေရာတစ်ခုပါပဲဟုတ်ကဲ့ဒီနေ့တော့ quantum social house အကြောင်းကိုအတူတူလေ့လာခဲ့ကြရပါတယ် ။တဘာဝနဲ့အမှုပညာကိုဖုံးစစ်ထားတဲ့ဒီလိုခုချားတဲ့အဆောက်အဦလို့ဒီကိုမြင်ရတာဒီကဲကိုစိတ်ဝင်စားစရာပါပဲနော်။နောက်ရက်ပြန်ပါလဲအင်းရှိတ် channel ကိုနေစိတ်ဝင်စားကြအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးအောင်မို့နားဆင်ပေးကြအောင်လို့ပြောရင်းဒီနေ့အတွက်တော့ဒီမှာပဲနားပါအောင်မယ်အားလုံးပဲခေါင်းလုံးနေနေဖြစ်ပါစေရှင်